အမေရိကန်စီးပွားရေးအဖွဲ့12ဖွဲ့ကတရုတ်ကပိုးကုန်ထိန်းချုပ်မှုအစင်းနဲ့ထဲတွင်တရုတ်နိုင်ငံဟာအမေရိကန်စီးပွားရေးအဖွဲ့စီ12ခုကိုပိုးကုန်ထိန်းချုပ်မှုအစင်းထဲမှာထည့်သွင်းထားပြီးအမေရိကန်ကုမ္ပဏီ6ခုကိုလည်းယုံကြည်စိတ်ချရမှုရှိတဲ့ကုမ္ပဏီစင်းထဲမှာထည့်သွင်းခဲ့ကြောင်းတရုတ်စီးပွားရေးနဲ့ကုသရန်ဝယ်ရေးဝန်ကြီးဌာန MOC ကပေါ့ထူးနေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ် အေးစီမန်တွေဟာ2025ခုနှစ် AB 10ရက်နေ့လယ်12နာရီတမနစ်မှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုနိုင်ငံခြားကုန်တွယ်မှုဥပဒေနိုင်ငံတော်လုံခြုံရေးဥပဒေနဲ့နိုင်ငံခြားပိတ်ဆို့အရေးယူမှုတပ်ဖြည့်ရေးဥပဒေတို့အပါအဝင်သက်ဆိုင်ရာတရားဥပဒေတွေနဲ့အညီလုံဆောင်ခဲ့တာဖြစ်ကြောင်းတရုတ်စီးပွားကုသရေးဝန်ကြီးဌာန MOC ကပြောပါတယ်။ ပို့ကုန်ထမ်းချုပ်မှုအစီရင်တွင်ခံရတဲ့အမေရိကန်အဖွဲ့အစည်းစံတစ်ခုဟာတရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားတွေကို NDA ဖြစ်စေမဲ့လှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်နေကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပြီးဘဲတင်ပို့သူမှာဖော်ပြပါစီမင်းစီကံတွေကိုဖောက်ပြခြင်းမပြုရကြောင်းလည်းအလေးပေးဖော်ပြထားပါတယ်။ဒါအပြင်အယုံကြည်ခဲ့မဲ့ကုမ္ပဏီစင်ထဲမှာထည့်တွင်းကြေညာခံရတဲ့ကုမ္ပဏီ၆ခုကို တရုတ်နိုင်ငံနဲ့ဆက်စပ်တဲ့အတွင်းကုန်ဒါမှမဟုတ်ပို့ကုန်လုပ်ငန်းတွေမှာပါဝင်ပတ်သက်ခြင်းမပြုဖို့အသံမြစ်ထားပြီးတရုတ်နိုင်ငံထဲမှာယင်းနေမြုံနယ်မှုအစ်စ်တွေလောက်ခွေလည်းမရှိပါဘူးတရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေတဲ့နိုင်ငံခြားအဖွဲ့အစည်းအနေငယ်ကိုသာပြစ်မှတ်ထားခဲ့တာဖြစ်ကြောင်းလည်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်ယူသားပြီးဥပဒေလိုက်နာတဲ့နိုင်ငံခြားအဖွဲ့အစည်းတွေအတွက်တော့စိုးရိမ်စရာမရှိဘူးလို့လည်းပြောဆိုသွားပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။